ကျွန်တော်ဒီကောင်လေးကတော့ဒါ20နဲ့၄ချိန်ပါဘောနော်ကျွန်တော်ဆရာကိုလွန်ရဲ့စိုက်ပေါ့မနာခင်ကပေးထားခဲ့တဲ့ line ပေါ့နော်24ချိန်မှာ10နောက်ပဲပေါ့တနေ့နေ့3နဲ့4နဲ့5နဲ့6နဲ့9နဲ့6 24ချိန်မှာ10နောက်ပဲပေါ့နော်တနေ့နေ့3နဲ့4နဲ့5နဲ့6နဲ့9နဲ့6 24ချိန်မှာ10နောက်ပဲပေါ့နော်24ချိန်မှာ10နောက်ပဲပြီးအဲ့ဒီထဲမှာကျွန်တော်တို့16ချိန်မှာ9ခါတိုင်း9နောက်ပဲ18ချိန်မှာ3နောက်ပဲလို့ရိုက်တယ်14ချိန်မှာ9ခါသူ့ဆောင်မှာက4ခါ4ခါနဲ့ဆောင်း သုံးပေါင်းချင်းခွန်လို့ရပြီးတော့အိုင်နက်ထဲထွက်ထားတဲ့73ကြိမ်က88သည်အိုင်နက်ထဲမှာပြန်ကြလို့လိုက်ကြတာလေပေါ့နော်အဲ့လိုထွက်ပြီးတော့သူ့ရဲ့နောက်တစ်နှစ်မှာကျွန်တော်တို့3နှစ်ခွန်မွေးကနန်းထွက်တယ်ပေါ့နော်3နှစ်ခွန်မွေးကနန်းထွက်တယ်နောက်ပြီးတော့ကျွန်တော်တို့3ညခွန်နှစ်ပတ်လည်မွေးကနန်းထွက်တယ်ပေါ့အဲ့လိုထွက်ပြီးတော့လည်းကျွန်တော်တို့ကဒီ24ကြိမ်မှာ8နောက်ပိတ်ပိတ်တဲ့နေ့ထဲမှာပထမဆုံး၄ထိပ်စီးပေါ့နော်၄ထိပ်စီးနဲ့ ထွက်တဲ့ကဏ္ဍကတဲ့လေးထိပ်စီရောင်သူ့ရဲ့တနည်းကြောင့်မှာလေးထိပ်စီနဲ့ပရိတ်လေးဆိုတဲ့ကဏ္ဍတစ်ခုလိုက်ထွက်တယ်ပေါ့နော်လေးထိပ်စီနဲ့ပရိတ်လေးလိုလိုက်ထွက်တာနဲ့အဲ့ကဏ္ဍကသူ့ရဲ့နောက်တစ်ညမှာပြန်လိုက်ထွက်တယ်ပေါ့နော်အဲ့လိုပြန်လို့ထပ်ပြီးတော့ကျွန်တော်လေးထိပ်စီနဲ့ပရိတ်လေးထွက်တဲ့နှစ်ထဲမှာတဲ့သူက၉ချိန်မှာ၄အပိတ်တဲ့သူ့ရဲ့ဖက်ဖက်အောက်ဆောင်မှာ၉ခါညာဘက်အောက်ဆောင်မှာ၉ခါပေါ့နော်၉ခါ၉ခါ၄ပိတ်ပေါ့အဲ့ဒီ၉ခါရဲ့ညာဘက်ပေါ်ဆောင်မှာနှစ်တစ်အခွားနဲ့တစ်အပိတ်နဲ့သုံးလုံးပေါင်းရင်၄လို့ဖြစ်တယ်သုံးလုံးပေါင်းရင်လေးလို့ဖြစ်တာနဲ့သူကလေးအပိတ်လေးအပိတ်ပရိတ်လေးလို့ရိုက်တာနဲ့သူ့ရဲ့ဆောင်းမှာသူကပြန်ကြလို့ကြတယ် ပြန်ကြလို့ကြားတယ်ပေါ့နော်ပြန်ကြလို့ကြားပြီးတော့ကျွန်တော်တို့အဲ့ညထဲမှာ तू က9ဆန်စပေါ်တော့လေ तू ကကျွန်တော်တို့6ကြိမ်မှာပေါ့နော်ခွင့်ရှစ်တွဲနဲ့9ဆန်စပေါ်တယ်9ဆန်စပေါ်ပြီးတာနဲ့ तू က9ရီရတော့ကျွန်တော်တို့6ကျွဲစီကျွန်တော်ရေးထားခဲ့တယ်ပေါ့နော်အဲ့မှာ17ကြိမ်မှာနောက်ပေါင်း9ရတယ်17ကြိမ်မှာနောက်ပေါင်း9ရပြီးတော့ तू က20ကြိမ်မှာပရိင်5လို့ထွက်တယ်20ကြိမ်မှာပရိင5လို့ထွက်ပြီးတယ်နဲ့သူ့အောင်မှာထွက်တယ်6 6ဆိုလဲပရိင3ကတဲ့သူ့ရဲ့တစ်နှစ်ကျော်ကပရိင်3ပေါ့နော်20ကြိမ်ကပရိင်3ကိုပရိင်3လို့ဒီမှာလိုက်ထွက်တ ပရိတ်ပြကျင်တာဗောနော်ဒီ line ကြီးက68ပရိတ်3ကို986ပရိတ်3လို့ထွက်တယ်ဒါကကျွန်တော်တို့ပထမတစ်ကတ်ဗောနော်ဒုတိယကတ်ကျွန်တော်တို့ပထမကတ်ကနေတနည်းနည်း3နည်း4နည်း5နည်း6နည်း9နည်း6နည်း8နောက်ပဲ9နည်း6နောက်ပဲရိုက်ပြီးတော့အဲ့နည်းတဲ့16ချိန်မှာ6ခါတိုင်း9နောက်ပဲ18ချိန်မှာ3နောက်ပဲ14ချိန်မှာ6ခါလူသောမှာ5ခါ3ခါနဲ့ခါ3လုံး9လုံးထည့်တယ်ထည့်ပြီးတော့73ချိန်မှာထွက်ထားတယ်3ည5 3ညဆိုတဲ့ကဏ္ဍကအဲ့ဒီထဲမှာပြန်ကြလိုက်ကြတာလေအဲ့လိုကစားပြီးတော့ ਨੇ သူ့ရဲ့နောက်တစ်ညမှာ3နှစ်ခွန်ဘက်လေ ਨੇ ၃ည9ပတ်လေးမွေးသီးလိုက်ထွက်တယ်ပေါ့နော်အဲ့လိုလိုက်ထွက်ပြီးတော့24ချိန်မှာ၈နောက်ပိတ်လို့ပိတ်တဲ့နေ့ထဲမှာသူက၃ထိပ်စီးရဲ့တစ်နှစ်ကျော်မှာ၄ထိပ်စီးနဲ့ပရိသုံးကိုထွက်တယ်အဲ့လိုထွက်တာနဲ့သူရဲ့နောက်တစ်နှစ်မှာအဲ့ဒီ၄ထိပ်စီးနဲ့ထွက်တဲ့ပရိသုံးကလိုက်ထွက်ရတယ်ဟုတ်ပြီနော်အဲ့လိုထွက်တာနဲ့ကျွန်တော်တို့ကဒီ၄ထိပ်စီးနဲ့ပရိသုံးကိုရိုက်တဲ့နေ့ထဲမှာသူက၉ချိန်မှာ၃အပိတ်ပေါ့နော်သူရဲ့ဘယ်ဘက်အောက်ဆောင်10ချိန်မှာ၈ခါညာဘက်အောက်ဆောင်10ချိန်မှာ၈ခါသူရဲ့ညာဘက်အပေါ်ဆောင်မှာခွန်ခွန်အခွားနဲ့၉အပိတ်နဲ့ဒီ၃ကိုပဲ၃လို့ပြန်ထည့်တော့တယ် သုံးကိုသုံးလို့ပြန်ထည့်ပြီးတော့ကျွန်တော်တို့ကအိုင်းညက်ထဲမှာသုံးအပိတ်သုံးအပိတ်ပေါ့နော်သုံးအပိတ်သုံးအပိတ်ပရိနေရဲ့စောင်းမှာ9.6ဆိုတော့ကဏ္ဍကအိုင်းညက်ထဲကပြန်ကြပေါ့နော်အဲ့လိုပြန်ကြလို့ကြာပြီးတော့အိုင်းညက်ထဲမှာကျွန်တော်တို့ကနှလုံးပေါင်း9000က6ကြိမ်ကျမှပဲစပေါ်တယ်ပေါ့နော်6ကြိမ်မှစပေါ်တယ်သူက9ထိပ်6ထိပ်9ထိပ်သုံးလုံးပေါင်းချင်း30ခွန်ရှစ်နှလုံးပေါင်း9000နေပဲပေါ်တယ်ပေါ့နော်ပေါ်ပြီးတာနဲ့အိုင်းညက်ထဲမှာသူက18ကြိမ်မှနောက်ပေါင်း9 20ကြိမ်မှပရိ9လို့ထွက်တယ်အဲ့လိုထွက်တာနဲ့သူ့ရဲ့အောက်20ကြိမ်မှထွက်တဲ့ပရိသုံးဒီသူ့ရဲ့ဘယ်ဘက်တစ်နှစ်ကျော်ခပရိသုံးကို ျွန်တော်တို့ပရိတ်သုံးလို့ယူဆတယ်ပေါ့နော်အဲ့တော့နှစ်ရှစ်သုံးပရိတ်သုံးဒီ၃ခုတင်မှာပရိတ်သုံးလို့လိုက်ထွက်တယ်ဒါဆိုကျွန်တော်တို့ဒုတိယကတ်ကနေတတိယကတ်သုံးမှာပေါ့နော်1 2 3 4 5 6 9နှစ်ချ8နောက်ပိတ်အဲ့ညတဲ့16ချိန်မှာ9ခါတိုင်း9နောက်ပိတ်18ချိန်မှာ3နောက်ပိတ်14ချိန်မှာ9ခါ2နောက်မှာ6ခါ2ခါနဲ့ဇောင်းခွန်လို့ရိုက်တယ်ရိုက်ပြီးတာနဲ့အဲ့ညတဲ့မှာထွက်ထားတယ်73ချိန်မှာထွက်တဲ့1 8 6ဒီ20နဲ့4ချိန်မှာပြန်ကြလို့ကြားတယ်အဲ့လိုကြားတဲ့ညတဲ့မှာသူကသူ့ရဲ့နောက်တစ်နှစ်မှာ 290ပတ်လေနဲ့300ပတ်လေဆိုပြီးမွေးသီးလိုက်ထွက်တယ်ပေါ့နော်အဲ့တော့24ချိန်မှာ6နောက်ပိတ်လို့ကြားလိုက်နေတဲ့မှာသူကနှစ်ထိပ်စီးရဲ့တစ်နှစ်ကျော်မှာ၄ထိပ်စီးနဲ့ဗရိတ်ညစ်လို့ထွက်တယ်အဲ့လိုထွက်တာနဲ့သူရဲ့နောက်တစ်နှစ်မှာကျွန်တော်တို့အိုက်ကနန်ကပြန်လိုက်ထွက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကနှစ်ထိပ်စီးနဲ့၄ထိပ်စီးနဲ့ဗရိတ်ညစ်ထွက်တဲ့နှစ်ထဲမှာသူက6ချိန်မှာ1ပိတ်သူရဲ့ဘဲဘက်အောက်ဆောင်10ချိန်မှာခွန်ခါညာဘက်အောက်ဆောင် ဆယ်ကြိမ်မှာခွန်ခါလူဆောင်မှာ6တုံညအခွန်နဲ့6အပိတ်နဲ့နှစ်လို့ဖြစ်တယ်။အဲ့လိုနှစ်လို့ဖြစ်တာနဲ့အဲ့ဒီထဲမှာနှစ်အပိတ်နှစ်အပိတ်ဗရီလေးရဲ့ဆောင်မှာကျွန်တော်တို့ပြန်ကြလို့ရခဲ့တယ်ပေါ့နော်3 5 6အဲ့ကနေဒီပြန်ကြအဲ့တော့အဲ့ဒီထဲမှာလည်းသူကတော့9တန်နှလုံးပေါင်း9တန်ကကျွန်တော်တို့6ကျင်းကြမှာပဲစကြတယ်ပေါ့နော်6ကျင်းကြမှာပဲစကြတယ်ကြတော့လေ6ထိတ်5ထိတ်9ထိတ်နဲ့3လုံးပေါင်းရင်း10လို့ဖြစ်ပြီးမှနောက်8ခွန်တွဲနဲ့9တန်ထွက်တယ်ပေါ့နော်အဲ့တော့18ကျင်းမှာသူနောက်ပေါင်း9လို့ရိုက်တယ်ရိုက်ပြီးတာနဲ့ကျွန်တော်တို့20ကျင်းမှာပရိ9လို့ထွက်တယ် ့20ချိန်မှာပရိ9လို့ထွက်ပြီးတယ်နဲ့သူ့အောင်မှာထွက်မယ်ကျွန်တော်20ချိန်မှာထွက်မယ်ကနန်းဒီကျွန်တော်တို့ကသုံးပရိအရင်လိုက်မှာပြခဲ့တယ်ပေါ့နော်အဲ့တော့သူ့ရဲ့တစ်နှစ်ကျော်ကဒီ10ပရိကကျွန်တော်တို့10ပရိဆိုပြီးတော့ထွက်နိုင်တယ်ပေါ့နော်10ပရိလို့ကြိုက်တယ်ပေါ့ဗျာ90ပရိ10ကိုဒီညမှာပရိ10လို့ကြာကျင်တာပေါ့နော်ဒါကကျွန်တော်တို့ပရိလိုင်းတစ်ခုပေါ့ဒါဆိုဟုတ်ပြီကျွန်တော်တို့ပရိလိုင်းပြီးရင်ကျွန်တော်တို့ထွိုင်းပေါ့နော်မင်းမင်းနေလို့ထွိုင်းမင်းမင်းနေလို့ကျွန်တော်ထွိုင်းလိုင်းပြပေးမယ်20နဲ့3ချိန်မှာ6ခါလို့ထွက်တယ် ိုးခါလို့ထွက်ပြီးတော့သူကငားထဲခွန်အပိတ်ခွန်အပိတ်နဲ့ကိုးလို့ဖြစ်တယ်။သုံးကပ်ပဲရှိတယ်နော်။ဒါကတော့ကျွန်တော် live ပေါ်မှာ public ပေါ်မှာအခါမှမပြဘူး။ငားထဲခွန်ပိတ်ခွန်ပိတ်နဲ့ကိုးလို့ဖြစ်တယ်။ကိုးထိတ်ပေါ့ကိုးခါပေါ့နော်။အဲကိုးခါနဲ့ကလည်းကသူ့ရဲ့နောက်တစ်ညမှာ live ထွက်ရတယ်။ငားကိုးခွန်ပေါ့နော်။ငားခွန်ကိုးလို့ live ထွက်တယ်။အဲ့လိုထွက်တာနဲ့သူ့ရဲ့အောက်ဆုံးမှာကိုးခါလို့ရိုက်တယ်။ကိုးခါပေါ့နော်။ကိုးခါလို့ရိုက်ပြီးအရင်ထဲမှာသူကခွန်ခွန်ကိုးပတ်လေ live ထွက်တယ်။ခွန်ခွန်ကိုးပတ်လေ live ထွက်ပြီးတော့ကျွန်တော်6 3 6ဆိုပြီးတော့ไลท์ถอดดิဟုတ်ပြီเนาะ6 3 6လို့ထွက်ပြီးတော့ ခွန်ခွန်ကိုနဲ့6 3ရက်6ကနန်းလူကနန်းမွေးကနန်းလိုက်ထွက်ပြီးတာနဲ့သူ့ရဲ့နောက်တစ်နှစ်မှာကျွန်တော်တို့ထွားရင်ဆိုတဲ့ကနန်းတစ်ခုလိုက်ကစားတယ်။၃ည၃လုံးပေါ့နော်။အဲ့လိုထွက်ဖို့လဲသူ့ရဲ့ဘေးမှာခွာပေါင်းခြင်းတော့ထိတ်စီ၃လုံး၁၀ပေါ့နော်။နှစ်နှစ်6နဲ့ထိတ်စီ၃လုံး၁၀ခွာပေါင်းခြင်းတော့အဲ့တော့သူ့ရဲ့တပင်းကြုံမှာတစ်ပရိလို့ထောက်ပြီးမှထွားရင်လို့ကြတယ်။ဟုတ်ပြီနော်။၃ည၃လုံးပေါ့။ဒါပရမတ်ကပ်ပေါ့။ဒုတိယတစ်ခါကျွန်တော်တို့၂၀နဲ့၃ချိန်မှာ၉ခါလို့ရိုက်တယ်။၄ချိန်ခွန်ဘိတ် ၈ပိတ်နဲ့၄ခွန်ရှင်းနဲ့၉လို့ဖြစ်တယ်။၉ခါတိုင်း၄ထိပ်ခွန်ပိတ်၈ပိတ်နဲ့၃ပေါင်းချင်း၉ဖြစ်ပြီးမှဒီ၉ခါနဲ့ကလည်းကသူ့ရဲ့နောက်တစ်နှစ်မှာလိုက်ထွက်ရတယ်။ခွန်၉လေးပေါ့နော်နောက်တစ်နှစ်လိုက်ထွက်တယ်။ထွက်တာနဲ့သူ့ရဲ့အောက်ဆောင်မှာ၉ခါပိုင်းတွေပဲ၉၉ခွန်ပိတ်တွေထွက်တယ်။အဲ့ဒီထဲမှာ၆၃၆၆ပေါ့နော်ပိတ်တွေမွေးနေလိုက်ထွက်တယ်။အဲ့လိုလိုက်ထွက်ပြီးသူ့ရဲ့နောက်တစ်နှစ်မှာထွိုင်းဆိုတဲ့ကနေတစ်ခုလိုက်ကစားတယ်။နှစ်ထွိုင်းပေါ့နော်။နှစ်ထွိုင်းသူ့ဘေးမှာလည်းသူကခွာပေါင်းချင်း၃ပေါ့ဗျာ။ ခွာပေါင်းချင်းသုံးပါနော်ထဲကြီးသုံးတော့ဒီမှာအပေါ်နဲ့30လို့ထည့်ထားတယ်အဲ့တော့သူ့ရဲ့တပင်ကြော်မှာလည်းသူကတစ်ပရိတ်ဆိုပြီးတော့ခံပြီးမှထွိုင်လိုက်ကစားတာပေါ့နော်အဲ့တော့နှစ်သုံးလုံးဆိုတဲ့ထွိုင်ထွက်တယ်ဒါကကျွန်တော်တို့ဒုတိယကပ်ပေါ့နော်အဲ့တော့တတိယကပ်20နဲ့3ချိန်မှာ6ခါလို့ဒီမှာကြားတယ်သူက3ညထိတ်6ထိတ်3အပိတ်ပေါ့နော်6အပိတ်3အပိတ်နဲ့3ည3 6နဲ့6လို့ပြန်ထည့်တယ်အဲ့လိုထည့်တာနဲ့ဒီ6ခါနဲ့ကလန်ကသူ့ရဲ့နောက်တစ်နှစ်ကိုပြန်လိုက်ထွက်တယ် ပြန်လိုက်ထွက်ပြီးတော့ねသူသောမှာလည်းသူကကိုးခါလို့ရိုက်တယ်ဗျာကိုးခါလို့ရိုက်ပြီးအဲ့ဒီထဲမှာ6.9ပတ်လေးမွေးလေးနဲ့ကျွန်တော်တို့636မွေးလေးဆိုပြီးလိုက်ထွက်တယ်ကျွန်တော်တို့က636ကဒီ336နေရာမှာထည့်ခဲ့တယ်ဗောနော်အဲ့လိုက်နေအဲ့တော့သူ့ရဲ့နောက်တစ်နေ့မှာကျွန်တော်တို့ထွိုင်လိုက်ကစားနိုင်နေပေါ့ဗျာထွိုင်ပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ထွိုင်ကြမယ်ဆိုရင်သူ့ရဲ့ဘေးမှာလည်းခွာ3ကဒီတစ်ခုပဲရှိတော့တယ်ဗောနော်အဲဒီတော့30ပေါ့ဗျာခွာ3ကဒီအခုပဲရှိတော့လေရှိတဲ့အတွက်သူ့ရဲ့တပင်ကြောင်မှလည်းသူပြစ်ပလိတ်လို့ထောက်ထားတယ်ပေါ့နော်အဲဒီတော့ဒီညမှာထွိုင်းဆိုပြီးတော့ထွက်နိုင်တယ်ပေါ့နော်ထွိုင်းထွက်နိုင်တယ် ဒါကကျွန်တော်ထွိုင်ခဲ့နန်းကျောတစ်ခုပေါ့နောက်ထပ်ကျွန်တော်တို့ထွိုင်ရတော့ဒီမှာနှစ်ပိတ်မှာရှေးပေါင်းနှစ်ပေါ့နော်ရှေးပေါင်းနှစ်လို့ဖရင်ကတော့ရှေးတယ်ပေါ့ဗျာကျွန်တော်တို့လိုရင်းပြောချင်တာဆိုနှစ်ပိတ်မှာရှေးပေါင်းနှစ်ပေါ့ရှေးပေါင်းနှစ်လို့ရိုက်တာနဲ့သူ့ရဲ့နောက်တစ်နှစ်မှာထွိုင်ဆိုတဲ့ကဏ္ဍတစ်ခုလိုက်ကြတာလေနှစ်သုံးလုံးပေါ့နော်အဲဆိုဒုတိယနှစ်မှာလည်းကျွန်တော်တို့ဒီမှာကြည့်ပေါ့နော်ဒုတိယတစ်ခါမှာလည်းရှေးပေါင်းနှစ်လို့1 1နှစ်လို့ရှေးပေါင်းနှစ်လို့ရိုက်တယ်ရိုက်တာနဲ့သူ့ရဲ့နောက်တစ်နှစ်မှာလည်းခွန်သုံးလုံးဆိုတဲ့ထွိုင်ကဏ္ဍတစ်ခုလိုက်ထွက်တယ်ထွက်တော့လေသူက 20နဲ့တစ်ချိန်ညာ20ပြည့်22 23 24မှာပဲသူလိုက်ထွက်တယ်ပေါ့နော်ဒီကြံလေးချိန်မှာပဲ20ကိုလိုက်ခစားနေတယ်ဒီမှာဆိုလဲသူက20နဲ့3ချိန်မှာထွက်တယ်ဒီမှာဆိုရင်20နဲ့တစ်ချိန်မှာထွက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာလဲပြီးကြတဲ့နှစ်ကရှေးပေါင်းနှစ်ဆိုပြီး3ကရိုက်သွားတယ်ပေါ့နော်အဲ့တော့ဒီဘက်နှစ်မှာဒီ၄ချိန်မှာ20ဆိုပြီးတော့လိုက်ခစားနိုင်တယ်ပေါ့နော်20နောက်ထပ်ကျွန်တော်ထွိုင်းလိုက်မဲ့တစ်ခါထပ်ပြပေးမယ်ဒီကောင်လေးကတော့ဒါပြနေကြလိုင်းပေါ့နော်နှစ်ဦးတစ်ချိန်မှာတစ်ခါတိုင်းကျွန်တော်တို့ခွာလေးပေါ့နော်အဲ့တော့သူ့ရဲ့နောက်တစ်နှစ်မှာလည်းဒီခွာလေးကြောင့်လေးချိန်စီးဒီတစ်ချိန်ပဲပေါ့တော့ပေါ့နော် ရှေးခွန်လေးနဲ့ဇောင်းကူးလို့ထည့်ပြီးတော့ကိုးထိပ်ကြီးရေးပေးမှာမှာကျွန်တော်တို့လေးထိပ်လို့ကစားတယ်လေးထိပ်ကြီးတစ်ချိန်ပဲကစားတယ်ကစားတာနဲ့သူကသူ့အောင်မှာနှစ်ပတိတ်လို့ရိုက်တယ်ရိုက်ပြီးရင်ကျွန်တော်တို့နစဲနဲ့နဲ့ချိန်မှာ67ပါဝါလို့ခွာတယ်ခွာပြီးတာနဲ့နှစ်ပိတ်မှာ3ညထိတ်လို့ရိုက်ရပေါ့နော်တပွင့်ဒီတော့မှာအဲ့လိုရိုက်ပြီးတာနဲ့သူ့ရဲ့နောက်တစ်ညမှာလည်းသူကထွိုင်းဆိုတဲ့ကနန်းတစ်ခုကလိုက်ကစားတယ်33လုံးပေါ့နော်ထွိုင်း33လုံးထွိုင်းကစားတယ်ဒါကကျွန်တော်တို့ပထမတစ်ကပ်ပေါ့နော်ဒုတိယတစ်ကပ်ကျွန်တော်တို့ဒီမှာလည်းတစ်ခါတိုင်း ခွာလေးပေါ့ဗျာအဲ့တော့သူ့ရဲ့နောက်တစ်နေ့မှာလည်းကျွန်တော်တို့လေးထိပ်စီဒါကျွန်တော်တို့ဖရင်ကတော့ထိုင်မဲ့အဓိကပြကြနေတာမလို့ဖရင်ကတော့အပြည့်မနင်းတော့ဘူးနော်လေးထိပ်စီဒီတစ်ချိန်ပဲကြာတယ်ဇောင်းကိုးနဲ့ပဲကြာတယ်ပေါ့နော်ကြာပြီးတာနဲ့သူကကိုးထိပ်စီရပေးမှာပဲကြာတယ်ပေါ့ဗျာကြာပြီးတာနဲ့အဲ့သူ့ကောင်မှာနှစ်ပရိတ်လိုလိုက်ကစားတယ်နှစ်ပရိတ်ပေါ့နော်နှစ်ပရိတ်လိုကစားပြီးရင်အဲ့ညတဲ့မှာကျွန်တော်တို့နှစ်ဆယ်နဲ့နှစ်ချိန်မှာ82ပါဝါလို့ခွာတယ်ခွာပြီးတာနဲ့နှစ်ပိတ်မှာတစ်ထိတ်လို့ရိုက်တယ်ရိုက်ပြီးတာနဲ့သူ့ရဲ့နောက်တစ်နေ့မှာထိုင်ဆိုတဲ့ကနန်းတစ်ခုလိုက်ကစားတယ်ပေါ့နော်ဒါကဒုတိယကက်ဒါဆိုကျွန်တော်တို့ဒီမှာတတိယကက် နှစ်ဦးတစ်ချိန်မှာတစ်ခါတိုင်းခွာလေးပေါ့နော်အဲ့တော့သူရဲ့နောက်တစ်နှစ်မှာလည်းကျွန်တော်တို့၄ချိန်စီဒီဒီတစ်ချိန်မဲ့ထွက်တယ်အဲ့တစ်ချိန်ထွက်ပြီးနေကျွန်တော်တို့လည်း၄ချိန်စီမတုံးခဲ့တော့တာပေါ့နော်အဲ့တော့6 6လေးနဲ့၃လုံးပေါင်းချင်း၄6လို့ထည့်တယ်သူ့ဘေးမှာလည်း6တစ်စီခံတယ်ပေါ့နော်6တစ်စီရဲ့ဘေးမှာ၄ထိပ်ကပုံတင်နေ6 6လေးလို့၃လုံးပေါင်းချင်း၄လို့ထည့်တယ်အဲ့လိုထည့်ပြီးတော့လည်းသူ့အောင်မှာ9 6ပြိတ်နှစ်လို့ထွက်တယ်ကျွန်တော်က9 8ကိုလိုင်းပေါ်မှာတင်ပေးခဲ့တယ်ပေါ့နော်အဲ့တော့ဒီနှစ်ထဲမှာသူကအဲ့နှစ်ထဲမှာပေါ့နော်ကျွန်တော်တို့20နဲ့2ချိန်မှာ83ပါဝါလို့ခွာတယ်အဲ့တော့တော့6 6လေးပေါ့ဗျာ ဒီမှာနှစ်ပိတ်မှာလည်းသူကနှစ်ထိတ်လို့ရိုက်တယ်ရိုက်ပြီးတာနဲ့သူ့ရဲ့နောက်တစ်နှစ်မှာကျွန်တော်တို့ထွိုင်းဆိုတဲ့ကဏ္ဍတစ်ခုကကျနိုင်တယ်လို့ယူဆတယ်ပေါ့နော်အဲ့တော့ထွိုင်းပေါ့ဒါကထွိုင်းတိုင်းနော်ဟုတ်ပြီလားဆိုကျွန်တော်ပေါင်းရင်းတန်လိုက်ပေါ့ပေါင်းရင်းတန်လိုက်ဒါလည်းကျွန်တော်ဆရာကိုလွန်ရဲ့ site ပဲနော်24ချိန်မှာ10နောက်ပိတ်သုံးထိပ်စီတင်းနောက်ပိတ်ပေါ့နော်3 8 8နဲ့ထိပ်စီ3လုံး9လို့ထည့်တယ်3 8 8နဲ့ထိပ်စီ3လုံး9အဲ့လိုထည့်ပြီးတာနဲ့ကျွန်တော်တို့ကသူကနေပြီးတော့ပေါ့နော်တနည်း2နှစ်3နှစ်4နှစ်မြောက်ပေါ့နော်4နှစ်မြောက်မှာသူဘာလုပ်လဲဆိုတော့ 3ချိန်မှာ6အပိတ်ပေါ့နော်စီမံသွားမှာ6အပိတ်ကျွန်တော်တို့6ချိန်မှာ6တိရှိရွဲပေါ့နော်6တိရှိရွဲသူ့ဘာမှလည်းဒါဆောင်ပရိတ်တွေရိုက်တယ်ပေါ့ဗျာဒါ6တိရှိရွဲရိုက်ပြီးတာနဲ့ဒီ6ပါမှာပေါ့နော်3ချိန်က6ပါပါ8ချိန်မှာ4အပိတ်လို့ပိတ်ပြီးတော့သူက4ပိတ်3ပိတ်4ပိတ်နောက်ပိတ်3လုံး8လို့ထည့်တယ်ထည့်ပြီးတာနဲ့သူက10ချိန်မှာ6အပိတ်လို့ပြန်ရိုက်တယ်ပေါ့နော်6ပိတ်လို့ပြန်ရိုက်တယ်ရိုက်ပြီးတာနဲ့သူ့ရဲ့တစ်နှစ်ကျော်ပေါ့နော်တစ်နှစ်ကျော်လိုက်ကျွန်တော်တို့နှစ်ကြိမ်မှာသူက၃ညပါနေပရိတ်ကိုလို့ကဏ္ဍတစ်ခုထွက်တယ်။၃ညပါနေပရိတ်ကိုလို့ထွက်ပြီးတော့အဲ့ညထဲမှာကျွန်တော်တို့ 15ချိန်မှာဗရိတ်တည်လို့ထွက်တယ်15ချိန်မှာဗရိတ်တည်လို့ထွက်ပြီးရင်လည်းသူက15ချိန်မှာဗရိတ်တည်လို့ထွက်ပြီးရင်ကျွန်တော်18ချိန်မှာ8ထိပ်စီ6ခါပေါ့เนาะ8ထိပ်စီ6ခါလို့ရိုက်တယ်6ခါကပုံတည်ဒီကောင်က8ထိပ်ကတော့စီရင်သွားမှာเนาะ8ထိပ်စီ6ခါလို့ရိုက်ပြီးတော့ကျွန်တော်တို့20ချိန်20ချိန်မှာခါနှလုံး6လို့ရိုက်ပြီးတော့23ချိန်မှာ6ခါပိုင်သေးလို့ရိုက်တယ်ရိုက်ပြီးတာနဲ့သူ့ရဲ့နောက်တစ်နေ့20ချိန်မှာကိုယ်အလုံးမှာကစားခဲ့တယ်ပေါ့เนาะကစားပြီးတာနဲ့သူ့အောင်မှာကျွန်တော်တို့ကဒီ8 6လေးက ဒီ၄အပိတ်ကြောင့်ဒီမှာ၈၆၄ကရှေးပေါင်းလေးလိုရိုက်လို့သူ့ရဲ့နောက်တနည်းဒါ20နဲ့ကျွန်တော်တို့အချိန်မှာ6ပါတဲ့ပေါင်းချင်း၄တန်ဆိုတဲ့ကဏ္ဍတစ်ခုထွက်တယ်ဗျ6 8 4ပေါ့နော်ဒီ6 6လေးဆိုတဲ့ကဏ္ဍကသူ့ရဲ့နောက်တနည်းမှာဒါ6 6လေးဝန်းကျင်ကိုလည်းယူလို့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီက၄အပိတ်ပေါ့နော်၄အပိတ်ကြောင့်ကျွန်တော်တို့ဒီမှာ6 6ရှေးပေါင်း၄ဖြစ်ပြီးတော့ဒီ20တချိန်မှာ6အပါနဲ့နှလုံးပေါင်း၄တန်ဆိုပြီးတော့ဒါထွက်တယ်ပေါ့နော်ဒါကပထမတစ်ကပ်ပေါ့ ါဆိုကျွန်တော်ဒုတိယကတ်24ချိန်မှာ၄ထိပ်စီပြင်နောက်ပိတ်ပူပရိတ်ပေါ့နော်ပူလေးပရိတ်ပေါ့အဲ့မှာ၄ထိပ်6ထိပ်9ထိပ်ထိပ်စီ3လုံး9လို့ထည့်ပြီးတော့တစ်နှစ်နှစ်နှစ်3နှစ်4နှစ်မြောက်မှာကျွန်တော်တို့3ချိန်မှာ9ပြီးတော့8အပိတ်လို့ရိုက်တယ်ရိုက်ပြီးတာနဲ့အဲ့ဒီထဲကျွန်တော်တို့6ချိန်မှာ16 61ပေါ့နော်ရှည်ရွဲလို့ပဲရိုက်တယ်ရိုက်ပြီးတာသူ့အမှာဒါပရိတ်နှစ်ကပရိတ်နှစ်ပေါ့ဗျာအဲ့မှာလည်းသူက8ပါဟောင်း8ချိန်မှာ3အပိတ်လို့ထည့်ပြီးတော့3အပိတ်4အပိတ်1အပိတ်နဲ့နောက်ပိတ်3လုံးကျွန်တော်တို့8လို့ထည့်တယ်ထည့်ပြီးတာနဲ့သူက10ချိန်မှာ6အပိတ်လို့ရိုက်တယ် ရိုက်ပြီးတော့သူ့ရဲ့တစ်နှစ်ကျော်မှာကျွန်တော်တို့နှစ်ကြိမ်မှာ၃ညပါနဲ့ break ကိုလို့ထွက်တယ် break ကိုလို့ထွက်ပြီးတော့အဲ့ညချေကျွန်တော်တို့၁၅ကြိမ်မှာ tip break ကိုထွက်တယ် tip break ပေါ့နော် tip break ကိုထွက်ပြီးတော့ကျွန်တော်၁၈ကြိမ်မှာရှစ်ထိပ်ပြီးတော့ခွန်ထိပ်နဲ့ကျွန်တော်တို့၆ခါနဲ့ရှည်ပေါင်း၃ပေါ့နော်ခွန်၆ရှည်လွှဲရိုက်တယ်ရိုက်ပြီးတာနဲ့ကျွန်တော်တို့20 20နဲ့မှာခါနှလုံး၆ရိုက်ပြီးတော့20နဲ့၃ကြိမ်မှာ၆ခါလို့ရိုက်တယ်၆ခါလို့ရိုက်ပြီးတော့သူ့ရဲ့နောက်တစ်နှစ်ပေါ့နော်ကျွန်တော်တို့အခုဒီ20ကြိမ်မှာလည်းကျွန်တော်တို့ ကိုးတလုံးသူကစားခဲ့တယ်ပေါ့နော်ကစားပြီးရတဲ့သူ့ရဲ့အောက်ကျွန်တော်20နဲ့တစ်ချိန်မှာ6အပါနဲ့နှလုံးပေါင်း3တန်ဆိုတဲ့ခဏတစ်ခွက်လိုက်ကစားတယ်3ဆိုတဲ့ခဏကဒီမှာရှေးပေါင်း3လို့နောက်တနည်းရတော့ကျွန်တော်တို့ဒီခွန်6ရှစ်က20တစ်ချိန်မှာ1ချင်းပို့တယ်လို့လည်းယူဆလို့ရတယ်နော်ဒီခွန်6ရှစ်ဆိုတဲ့နှလုံးပေါင်းရှေးပေါင်း3ကဒီကကျွန်တော်တို့8 3ပါပါကြောင်းဒီ3ကြောင်းဒီမှာကျွန်တော်တို့ပေါင်းချင်းရှေးပေါင်း3ရိုက်ပြီးမှဒီ20တစ်ချိန်မှာပေါင်းချင်း3တန်ဆိုပြီးတော့ကစားတယ်လို့ယူဆတယ်ပေါ့နော်6အပါနဲ့ဒါကကျွန်တော်တို့ဒုတိယကက်ပေါ့ဒါဆိုကျွန်တော်တတိယကက် 24ချိန်မှာ5ထိပ်စီတင်းတော့ပိတ်ဘူးပဒိတ်ဘူးလေးပဒိတ်ပေါ့နော်5 6 9လို့ထိပ်စီဆောင်ကို9လို့တောင်းတယ်ထောင်းပြရနေသူကနေပြီးတော့10နှစ်2နှစ်3နှစ်4နှစ်မြောက်ပေါ့နော်4နှစ်မြောက်ကျွန်တော်တို့3ချိန်မှာခွန်အပိတ်လို့ရိုက်တယ်6အပိတ်7အပိတ်ခွန်အပိတ်ပေါ့နော်ခွန်အပိတ်လို့ရိုက်တယ်ရိုက်ပြရနေသူကကျွန်တော်တို့6ချိန်မှာ6တစ်ရှိတွဲလို့ရိုက်တယ်ရိုက်ပြရင်သူ့အောင်မှာဒီပဒိတ်6ကပဒိတ်6ဆင်းတယ်ဆင်းပြီးတော့ကျွန်တော်7ချိန်မှာခွန်ပါဝါ2အပိတ်2အပိတ်ကိုမှသူက2အပိတ်6အပိတ်ခွန်အပိတ်နောက်ပိတ်3လုံး8လို့ထည့်တယ်ထည့်ပြရနေသူက10ချိန်မှာ6အပိတ်ပိုင်းတွေပိတ်တယ် ပေးပြီးရင်သူ့ရဲ့တစ်နှစ်ကျော်မှာကျွန်တော်တို့နှစ်ကြိမ်မှာသူက363 3ညပါနဲ့ဘရိကိုဆိုတဲ့ကဏ္ဍတစ်ခုကစားခဲ့တယ်အဲ့လိုကစားပြီးတော့ကျွန်တော်15ကြိမ်မှာတစ်ပရိတ်လို့ထွက်တယ်15ကြိမ်မှာတစ်ပရိတ်လို့ထွက်ပြီးတော့ねကျွန်တော်တို့18ကြိမ်မှာ6ခါ6ထည့်လို့ရိုက်တယ်10ခါ10ထည့်6ခါပေါ့နော်9ထည့်6ခါဒီမှာ6ထည့်6ခါဆိုပြီးတော့ရိုက်တယ်အဲ6ထည့်6ခါရှီပေါင်းနှစ်ကဒီကကျွန်တော်နှစ်ပိတ်တိကြောင့်ပေါ့နော်အဲမှာရှီပေါင်းနှစ်လို့ရိုက်တယ်ရိုက်ပြီးတာနဲ့သူက20ပြည့်20နှစ်မှာခါနှလုံး6လို့ရိုက်တယ်2ခါ4ခါပေါ့နော်ခါနှလုံး6 20နဲ့3ကြိမ်မှာ6ခါပိုင်းတိရိုက်တယ် ရိုက်ပြီးအောင်လေဒီကကျွန်တော်ကလန်းပြင်ထားတယ်ဒီမှာကျွန်တော်ရှစ်ကိုရှစ်မှာကိုအပါပေါ့နော်ရှစ်ကိုရှစ်မှာကိုအပါလို့အသားခဲ့တယ်ပေါ့ဗျာ20ဒီ20နဲ့မှာခါနှလုံး6 20နဲ့3ချိန်မှာ6ခါလို့ရိုက်ပြီးတော့ကျွန်တော်တို့သူ့ရဲ့နောက်တစ်နှစ်ပေါ့နော်ဒါ20ချိန်မှာကိုအပါကစားခဲ့တယ်အဲ့တော့ကျွန်တော်တို့က20တချိန်မှာ20နဲ့တချိန်မှာကျွန်တော်တို့က6အပါနဲ့ဒီ6 6နှစ်ကနှလုံးပေါင်းခြင်းရှေးပေါင်းနှစ်မလို့ဒီမှာပေါင်းခြင်း နှစ်တန်ပါနေတာပေါ့နော်6ကလည်းပါမယ်နှစ်တန်လည်းပါမယ်ပေါ့ဗျာတနည်းပြောရရင်ဒီကမှဒီ66နှစ်ကလည်း1ချိန်ပေါ့နော်66နှစ်ကလည်း1ချိန်ဆိုတော့ကျွန်တော်တို့ဘာထုတ်ရမယ်ဆိုတော့သဘောပေါက်တော့ပါပြီနော်ဒါကကျွန်တော်တို့တတိယ gap ပေါ့နော်ကျွန်တော်တို့ twin side ကော break side ကောအခု1ချိန် side အပေါင်းချင်းအလုံးတန်အလုံးတန်ပေါ့နော်နှလုံးပေါင်းတန်မှာကျွန်တော်တို့ပြပြီးပြီအဲ့တော့ပြပြီးဆိုတော့ကျွန်တော်တို့နောက်တစ် line ပေါ့နော်ဒါလည်းကျွန်တော်ဆရာ site ပဲ 24ချိန်24ချိန်မှာပြက်ပရိတ်လို့ရိုက်တယ်ရိုက်ပြီးတာနဲ့သူ့ရဲ့ဘေးမှာ595လို့595ထည့်သီးသုံးလုံး round ထောင်တယ်ပေါ့နော်24ချိန်မှာ1ပရိတ်24ချိန်23ချိန်22ချိန်မှာ595လို့ round ထောင်တယ်ထောင်ပြီးတော့ねသူ့ရဲ့နောက်တစ်နှစ်နှစ်ဆမှာသူက quant trade လို့ရိုက်တယ် quant trade လို့ရိုက်ပြီးတော့အဲ့ဒီထဲကျွန်တော်တို့17ချိန်မှာ6 trade လို့ရိုက်တယ်ဟုတ်ပြီနော်6 trade လို့ရိုက်တယ်ရိုက်ပြီးတော့ねသူ့ရဲ့ ဒီနှစ်သုံးလေးနှစ်မြောက်မှာသူကဗရိတ်6ဆိုတဲ့ကဏ္ဍတစ်ခုကပြန်ကြကစားတယ်ပေါ့နော်သူကလည်းပြန်ကြကြောက်ရအောင်လေထိတိသုံးလုံးတက်လို့ထည့်ပြီးမှဒီ9300ဆိုတဲ့ကဏ္ဍကပြန်ကြလို့ကစားတယ်အဲ့လိုကစားပြီးတော့ဒီ9ထိတ်ပေါ့နော်ဒီ17ချိန်9ထိတ်ကနေပြီးတော့သူ့ရဲ့အောက်ကနေရေးမယ်ဆိုဒီနှစ်သုံးလေးချိန်ရဲ့အောက်မှာကျွန်တော်16ချိန်မှာငါးခါးတိုင်းနဲ့ဗရိတ်9လို့ထွက်တယ်အဲ့ဒီထဲမှာတက်ရှင်းနဲ့ပတ်လေလိုက်ထွက်တယ်တက်ရှင်းနဲ့ပတ်လေထွက်တယ်ငါးခါးတိုင်းနဲ့ဗရိတ်9ထွက်တယ်သူ့ရဲ့အောက်မှာတော့ဒါတက်နှစ်တွဲခဲ့တယ်ပေါ့နော်ဒါကကျွန်တော်တို့ပထမတစ်ခက်ပေါ့ဟုတ်ပြီနော်ပထမတစ်ခက်ဒါဆိုဒုတိယကတ်တော့ ကျွန်တော်တို့ဒီ24ချိန်မှာပဲတစ်ပလိတ်လို့ထွက်တယ်သူရနောက်တစ်နှစ်မှာ24 23 24မှာ999ပေါ့နော် round ထောင်းတယ်999လို့ round ထောင်းတယ်ထောင်းပြီးတာနဲ့သူရနောက်တစ်နှစ်နှစ်ဦးတစ်ချိန်မှာသူက quantate လို့ရိုက်တယ်ရိုက်ပြီးတာနဲ့အဲ့ညတည်းကျွန်တော်တို့ဆက်တဲ့ချိန်မှာ6ထိတ်လို့ရိုက်တယ်6ထိတ်လို့ရိုက်တာနဲ့သူကနေတနည်းနည်း3နည်း4နည်းမြောက်မှာ break 6ဆိုတဲ့ကဏ္ဍတစ်ခွက်ကအဲ့ညတည်းမှာပြန်ကြလို့လိုက်ကြတာတယ်အဲ့ break 6လို့ဘာလို့ကြားလဲဆိုတော့သူ့ဘေးမှာလည်း2 8 1နဲ့ထိပ်စည်းဆုံးလုံးတက်ထောင်ပြီးမှ break 6ကပြန်ကြလိုက်ကြတာဟုတ်ပြီနော်အဲ့ဒီထဲမှာလည်းသူကဒီ ထိတ်ကနေရေးမယ်ပေါ့နော်စက်တချိန်ကိုထိတ်ကနေရေးမယ်ဆိုသူ့အောက်ကနေပြီးတော့1 2 3 4ချိန်ရဲ့အောက်မှာသူက5ခါပြီးတော့6ခါနဲ့ break ကိုဆိုတဲ့ကဏ္ဍတစ်ခုကစားတယ်ပေါ့နော်ကစားပြီးရတယ်သူ့အောက်မှာဒါ1နှစ်တွဲတယ်အဲ့ဒီထဲမှာ10နှစ်ပတ်လေမွေးသီးလိုက်ထွက်တယ်ပေါ့နော်ဒါကကျွန်တော်တို့ဒုတိယကတ်ပေါ့နော်ဒီဒီတစ်ဖက်ဖြတ်မယ်ဒါဆိုကျွန်တော်တတိယကတ်တော့24ချိန်မှာကျွန်တော်တို့တစ်ပရိတ်လိုရိုက်တယ်23သူ့ရဲ့နောက်တစ်နှစ်ပေါ့နော်24 23 20နှစ်မှာ5 9 5 round ထောင်မယ်ထောင်ပြီးရတယ်သူ့ရဲ့နောက်တစ်နှစ်ကျွန်တော်နှစ်ဦးတစ်ချိန်မှာခွန်ထိတ်လိုရိုက်တယ်ရိုက်ပြီးရတယ်အဲ့ဒီထဲ17ချိန်မှာ ကိုထိတ်လို့ရိုက်တယ်ဒါကျွန်တော်တချို့ဟာတွေကတော့ကျွန်တော်တို့ဟိုမပြတော့တာเนาะရှေးနေမှာဆိုလို့ကျွန်တော် site ကတစ် site ခဲမို့လို့ပေါ့เนาะအကုန်မဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ဆက်တဲ့ချိန်မှာကိုထိတ်လို့ရိုက်ပြီးသူကနေ1နှစ်3 4နှစ်မြောက်ပေါ့เนาะ break 6ဆိုတဲ့ကဏ္ဍတစ်ခွအဲ့ဒီထဲမှာပြန်ကြလာတယ်ပေါ့အဲ့ break 6လို့ဘာကြောင့်ပြန်ကြကစားလဲဆိုတော့သူ့ရပြီးမှလည်း6 6ညထိတ်သေးသုံးလုံး1လို့ဖြစ်ပြီးမှဒီ break 6လည်းဖြစ်ရမှာအဲ့တော့ကလည်းကျွန်တော်ဒီကဏ္ဍမထွက်ခင်တော့မှဒီကိုအပိတ်ကကိုထိတ်ကြရင်ဒီကဏ္ဍကပြန်တော့တော့ဆိုပြီးတော့ကျွန်တော်တို့လိုင်းပေါ်မှာပြောခဲ့ပြီပေါ့နော်အဲ့တော့ဒီကိုတုံညာခွန်ဒီလည်းအဲ့ဒီထဲမှာပြန်ကြကစားခဲ့ပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဆက်တဲ့ချိန် break ဆက်တဲ့ချိန်ကိုထိတ်ကနေသွားမယ်ဆိုရင်သူ့အောက်ကနေ1 2 3 4 6 6ချိန်မှာသူကခွန်ခါတိုင်းနဲ့ဘရိတ်ကိုလို့ထွက်တယ်ပထမက9ခါတိုင်းဘရိတ်ကိုဒုတိယက6ခါတိုင်းဘရိတ်ကိုပေါ့နော်ဒီမှာတတိယကအနေနဲ့ကတော့ခွန်ခါတိုင်းဘရိတ်ကိုလို့ထွက်တယ်ထွက်ပြီးရတဲ့အဲ့ညထဲမှာ၈နှစ်ပတ်လည်လည်းထွက်တယ်၁၈ချိန်မှာ၁နှစ်တွဲလို့လည်းကစားခဲ့တယ်ပေါ့နော်ဟုတ်ပြီနော်အဲ့လိုမျိုးကစားပြီးတော့ကျွန်တော်တို့ကပထမကပြန်သွားမယ်ဒီ၁၆ချိန်မှာဘရိတ်ကိုထွက်တယ်အဲ့ညထဲမှာ6ဘရိတ်ပြန်ကြကြတယ်ပေါ့နော်ကြာပြီးရတဲ့သူကသူ့ရဲ့ တနှစ်ကျော်မှာပေါ့နော်တနှစ်ကျော်မှာကျွန်တော်တို့20နဲ့တကြိမ်မှာပေါ့နော်20နဲ့တကြိမ်မှာသူ့ဆောင်ကပရိင္းားဒီပရိင္းားလို့ဆင်းတယ်သူ့ဆောင်ကပရိင္းားဒီပရိင္းားလို့ဆင်းတယ်ဆင်းဖို့ကလည်းသူ့ရဲ့ဘယ်ဘက်အောက်ကောင်းမှာကိုးလေးပါပါဖွားပြီးတော့ကျွန်တော်တို့ဒီပရိင္းားကသူ့ရဲ့အောက်တပင်ကျော်မှာထိတ်စီးတုံးလုံးကားလို့ခံရမယ်ပေါ့နော်ဒီမှာပရိင္းားပရိင္းားကူးဖို့ရအောင်သူ့ရဲ့အောက်တပင်ကျော်မှာကိုးလေးပါပါဖွားပြီးတော့23 24 23 22 23 24မှာ6ခွန်6နဲ့ထည့်ကြည့်တော့5ထည့်ပြီးမှဒီ5ဘရိတ်ကို5ဘရိတ်လို့ကူးရဲလို့ယူဆတယ်ပေါ့နော်ဒါက5ဘရိတ်ကို5ဘရိတ်ဟုတ်ပြီနော်ဒါပရမတ်တကယ်ဒီမှာလက်ဖြတ်ဖြတ်မယ်ဒါဆိုဒုတိယကတ်မှာလည်းကျွန်တော်တို့ဒီမှာ6ခါနဲ့ပေါ့နော်16ချိန်မှာ6ခါနဲ့ဘရိတ်ကိုထွက်တယ်အဲ့တော့သူ့ရဲ့တစ်နှစ်ကျော်မှာကျွန်တော်တို့20နဲ့တစ်ချိန်မှာတစ်ဘရိတ်ကသူ့ဆောင်းကတစ်ဘရိတ်ကတစ်ဘရိတ်လို့ဆင်းတယ်အဲ့လိုဆင်းဖို့ကိုလည်းသူ့ရဲ့ဘယ်ဘက်အောင်ဆောင်မှာ80နဲ့ပါဝါလို့ခေါ်တယ်ဒီတစ်ဘရိတ်ကြောင့်22 23 24မှာထိတ်သီးသုံးလုံးတက်လို့ထည့်ပြီးမှဒီတက်ပရိတ်ကိုတက်ပရိတ်လို့ကူးရဲလို့ယူဆတယ်ပေါ့နော် ။ဒါကကျွန်တော်ဒုတိယကက်။ဒါဆိုတတိယကက်ကျွန်တော်တို့ဒီမှာခွန်ခါတိုင်းနဲ့ break ကိုလို့ထွက်တယ်။ထွက်ပြီးတော့ねသူ့ရဲ့တစ်နှစ်ကျော်20နှစ်ချိန်မှာထွက်မယ် break ဒီသူ့ဆောင်က break ရှိတယ် break ရှိလို့ကျွန်တော်တို့အကူးကျင်တယ်ပေါ့နော်။ကျွန်တော်ထွက်နိုင်တယ်ပေါ့ဗျ။ break ရှိတယ် break ရှိလို့ထွက်မယ်ဆိုရင်သူ့ရဲ့အောက်ဆောင်ကလည်း83ပါပါခွာတယ်။ဒီ break ရှိကြောင့်88နှစ်နဲ့ထိထိသုံးလုံးကလည်းကျွန်တော်တို့ရှစ်လို့ဖြစ်ထားခဲ့တယ်။အဲ့တော့ဒီ break ရှိတယ် break ရှိဒါကူးနိုင်ကြီးကျွန်တော်တို့များတယ်ပေါ့နော်။အဲ့တော့တုံညာလေးလေး break ရှိတယ်ဒီမှာ break ရှိလို့ကျွန်တော်တို့ကြိုက်တယ်ပေါ့ဗျာ။ဟုတ်ပြီအဲ့ဒါကျွန်တော်တို့ဖိုင်ုံသွားအောင်အားကြမ်းနေပါလေ။ အိုင်လိုင်းထဲမှာလည်းဒါ20နှစ်ချိန်မှာကျွန်တော်တို့တရား၅ပရိက၅ပရိကူတွေပေါ့နော်အဲ့ဒီထဲမှာသူပြန်ရစကြပြီဆိုရင်လည်းသူကခွန်36ပေါ့နော်ခွန်36ဆိုတော့ပြန်ရစကြပြီဆိုလည်းသူကသုံးထိပ်စီကဘိုင်းဒီပဲနောက်ပိတ်သုံးလုံးသုံးနဲ့ပြန်ကြတစ်ခွက်လိုက်ကစားခဲ့တယ်ပေါ့နော်3ခွန်6ပေါ့ဗျအဲ့လိုကစားပြီးတော့အဲ့ဒီထဲမှာ twine ဆိုတဲ့ကနန်းတစ်ခွက်လိုက်ကစားတယ်၄3လုံးပေါ့နော်အဲ့လို twine ကိုကစားဖို့လည်းသူ့ရဲ့ဆောင်းကဗရိတ်ညစ်တီဗရိတ်ညစ်ပါတယ်390ဗရိတ်ညစ်တီဗရိတ်ညစ်လို့ရိုက်တယ်အဲ့ဗရိတ်ညစ်လို့ရိုက်ဖို့လည်းသူ့ရဲ့ဆောင်းမှာသူက ၄ထိပ်၅ထိပ်၅ထိပ်ထိပ်ကြီးသုံးလုံးကဗရိတ်နှစ်ကြောင့်နှစ်ရက်နှစ်ခတ်ထိပ်ကြီးသုံးလုံး၄လို့ရိုက်ပြီးမှဒီ၄ထိပ်ကအောက်တပင်ကြောင့်မှ၄ထိပ်၄အပါနဲ့ပေါ့နော်ဒီ၄ထိပ်ကထွိုင်းဆိုပြီးတော့ကစားတယ်လို့ကျွန်တော်ကတော့ယူဆတယ်ပေါ့နော်အဲ့တော့ဒီ၄၅၅ဆိုတဲ့ထိပ်ကြီးသုံးလုံး၄ကဒီ၄ထိပ်ကို၄ထွိုင်းလို့ရိုက်ပြီးတော့ဒီနှစ်ဗရိတ်ကိုနှစ်ဗရိတ်ရိုက်တယ်ပေါ့ဗျာဒါကကျွန်တော်တို့ပထမတစ်ကပ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒုတိယကတ်မှာလည်းကျွန်တော်ဒီ20ကြိမ်မှာတက်ပရိတ်ကတက်ပရိတ်ကူရဲ့ပါဝါကွာလည်းခြေသုံးလုံးတက်ဖြစ်ပြီးမှဒီတက်ပရိတ်ကိုတက်ပရိတ်ကူရဲ့ပေါ့နော်အဲ့ဒီထဲမှာလည်းသူကကျွန်တော်10ကြိမ်မှာပြန်ရောက်ပြခဲ့တယ်ဒီဆိုင်ကြီးပဲနော်အဲ သုံးပါလေကနန်းတစ်ခွက်ကိုအဲ့ဒီချိန်မှာပြန်ကြစကြရင်အဲ့ကနန်းကပြန်ကြတယ်ပေါ့နော်ကြတာနဲ့သူကသုံးထိပ်စီသုံးထိပ်စီကြောင့်နောက်ပိတ်သုံးလုံးကလည်းသုံးလို့ရပြီးတော့390ဆိုပြီးတော့သုံးထိပ်စီနဲ့ပြန်ကြကစားခဲ့တယ်ပေါ့နော်အဲ့လိုကစားပြီးတော့အဲ့ဒီချိန်မှာသူက twine ဆိုတဲ့ကနန်းတစ်ခွက်တိုက်ကစားတယ်ဒီမှာ9သုံးလုံးပေါ့ဗျအဲ့လို twine ဆိုတဲ့ကနန်းကလည်းသူ့ဆောင်ကတစ်ပရိတ်ပြီးတစ်ပရိတ်နဲ့ပဲထွန်ရကြတယ်ပေါ့ဗျပထမက2ပရိတ်က4သုံးလုံးလို့2ပရိတ်ပြန်ကြတယ်ဒီမှာတရားကတစ်ပရိတ်ကို9သုံးလုံးလို့တစ်ပရိတ်လို့ကြတယ်အဲ့လိုကြဖို့ရည်ကိုလည်းဒီကျွန်တော်ဒီ တရရဲ့ညာဘက်ပေါ်ဆောင်မှာပေါ့နော်ခွန်ထိပ်စီ၊၃ရထိပ်စီ၊၁ထိပ်စီ၊ခွန်၃ရတင်းနဲ့ထိပ်စီ၃လုံး၈လို့ဖြစ်ပြီးမှ၈ရဲ့နှက်ကအောက်တပြင်ကျော်မှာတစ်ပရိတ်ဆိုပြီးတော့တစ်ပရိတ်ကိုတစ်ပရိတ်လို့ကူးသွားတယ်။အဲ့လိုကူးတဲ့နေရာမှာလည်းဒီခွန်ထိပ်ကခွန်ထွိုင်းဆိုပြီးတော့ဒါခွန်၃လုံးထွက်ခဲ့တယ်ပေါ့ဗျာ။ဒါကကျွန်တော်တို့ဒုတိယကပ်ပေါ့နော်။ပြီးရင်တော့တစ်ပွဲသေးပဲအားရလည်းမလိုဘူးပေါ့။ ဆိုကျွန်တော်တတိယကက်လည်းကျွန်တော်တို့ဒီမှာ shift break က shift break ကူးကျင်တာပေါ့နော် shift break က shift break ကူးကျင်နေသူ့ဆောင်ကပါပါခွာတယ်ထိပ်ကြီးသုံးလုံးက၈၈နဲ့နဲ့၈လို့ဖြစ်မှာဒီ shift break ကို shift break လို့ကူးကျင်တာနော်အဲ့တော့ဒီနှစ်ထဲမှာလည်းကျွန်တော်တို့ပြန်ကြဒီ set ချိန်မှာလည်းကျွန်တော်ပြခဲ့တယ်ဒီမှာ set ချိန်မှာ၃ထိပ်ကြီးပဲပေးတယ်ပေါ့နော်၃၅၆အတော့လည်းပါတယ်ဗျဒီမှာကျွန်တော်ပြန်ကြလို့စကြရင်၅၆၃ဆိုလေကနန်းက၃ထိပ်စီနဲ့၃၅၆ဆိုပြီးတော့ကျွန်တော်တို့ပြန်ကြကြတယ်ပြန်ကြကြတာနဲ့သူက၃ထိပ်စီမလို့နောက်ပိတ်၃လုံးကလည်း၃လို့ရိုက်တယ်အဲ့လိုရိုက်ပြီးတာနဲ့အဲ့ညထဲမှာသူက try ဆိုတဲ့ကဏ္ဍတစ်ခွက် like ကစားတယ်ပေါ့နော်အဲ့လိုကစားဖို့လဲသူ့ဆောင်က break shift ဒီ break shift လို့ကျွန်တော်တို့ကကူးကျင်တယ် ဒီ brake ရှိဒီ brake ရှိကူကူလည်းဒီ brake ရှိရဲ့အပေါ်ဆောင်မှာသူထိပ်စီးသုံးလုံးကို6 9 6နဲ့ထိပ်စီးသုံးလုံး1လို့ထည့်တယ်ရှိရနကတ်696เนี่ยထည့်ဒီသုံးလုံး1လို့ထည့်ပြီးမှဒီ6ထိပ်ကအောက်တွင်ကျော်မှာ6ထွင်ဆိုပြီးတော့ကျွန်တော်တို့ဒီဘွဲမှာကြိုက်တယ်ပေါ့နော်78ဘွဲပေါ့ဗျာ6ထွင်ပေါ့နော်ကံပေးလို့ပေါက်ကြပါသေးဗျာ6ထွင်ပေါ့နော်